မေရနာဆောင်အပတ်တိုက်ပွဲတုန်းကတော့အေက MPD တာဝါတိုင်းနားမှာရှိတဲ့ကာကင်းစကန်တချို့ကိုသိမ်းပိုက်နိုင်တယ်လို့သတင်းတွေထွက်လာပါတယ်။ဒါအပြင်အခုဂျွန်လာပထမအပတ်မှာတော့အဲ့တာဝါတိုင်းကုန်းမှာအခြေစိုက်တဲ့စစ်စခန်းကိုပါရှင်းလင်းနိုင်ခဲ့တယ်လို့အတိမပြုတ်နိုင်သေးတဲ့သတင်းတွေထပ်ပြီးထွက်လာနေတဲ့အကြောင်းမကွေးတိုင်းဒေသခံစစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။တားကြဆောင်ကုန်းတွေပိုင်းမှာသူတို့စူဆောင်းရည်တွေလုပ်တယ်တောက်လျှောက်ပို့ရဲပေါ့နော်ပို့ပြီးတော့နိုင်ငံကိုတောက်လျှောက်ငွေရည်တောက်လျှောက်ပို့နေတယ် အဲလုံရောတပတ်ပေါ့တပတ်ချတခါတော့ပို့တယ်အဲအဲ့လိုရှိတယ်ဒါနိုင်ငံမှာသူ့ဘက်မှုရှိတယ်နောက်ဆက်ကြောက်ထမှုတွေရှိတယ်အဲ MD တာဝန်ရရတယ်ဆိုတော့ဒီဒီကမမိတ်တွေပြောုံရတော့80ဟို85ရာခိုင်နှုန်းတော့ကတော့ကြေညာတော့ရှိတယ်ပေါ့ဒါကြောင့်မေလနောက်ဆုံးပတ်နဲ့ဂျွန်လပရမပတ်တဲ့တိုက်ပွဲပြင်းထန်နေခဲ့ကစုံကုံအမြောက်တပ်ကနေလည်းလက်နက်ကြီးပစ်ကူပေးလိရှိတယ်လို့ဆိုပါတယ်ဒီကိစ္စရင်းနဲ့ပတ်သက်လို့သက်ဆိုင်ရာတာဝန်ရှိသူတွေကိုမေးမြန်းပေမဲ့ပြန်ဖြေတာမရှိသေးသလို အသေးစိတ်ကိုသိရဖို့ DVB ကဆက်လက်ဆောင်ဆန်းနေပါတယ်။နေအီကန်ဖြူဟာအနီးတစ်ဝိုက်မှာနေတဲ့တောင်ပေါ်ဒေသခံတွေကတော့အစောပိုင်းတွေကတိမ်းရှောင်သွားကြတာကြောင့်ဒေသကအားလုံးရဲ့စေရခိုင်နှုံးလောက်ပဲကြန့်ရှိတော့တာဖြစ်ပါတယ်။စစ်ကောင်စီတပ်ကအပြစ်ရက်ကာလကိုဂျွန်လ၁ရက်ကနေ30အထိထပ်ပြီးတော့တိုးမြင့်ကြောင်းမေလ31ရက်မှာကျင်းပပြီး၂ရက်အကြာမှာအခုလိုတိုက်ပွဲတွေထပ်ဖြစ်နေတာပါ။ကျွန်တော်စိုးသူအောင်ပါ။ cola cola ကချင်ပြည်နယ်ဖားကံမြို့ကစစ်ကောင်စီရဲ့တမကုံကိုဇွန်လ၄ရက်ညနေပိုင်းကရဟယင်နှစ်စင်းနဲ့ဆင်းမှုပြင်နေတဲ့အချိန် KIA ပူပေါင်းတပ်တွေကပြစ်ခတ်လို့မစင်းသက်ပဲလှည့်ပြန်သွားတယ်လို့ဒေသခံတွေကပြောပါတယ်။ရဟယင်နှစ်စီးဟာစစ်ကြောမှုနဲ့ဗျူဟာမှုကိုလာခေါ်တာဖြစ်ပြီးတော့ KIA ဘက်ကပြစ်ခတ်လို့စစ်ကောင်စီတပ်ဘက်ကလည်းလက်နက်ကြီးနဲ့ပြန်ပစ်တာကြောင့်ဒေသခံတွေထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ဆိုပါတယ်။ ဲ့ဒီဟန့်ရင်နဲ့ပြီးခဲ့တဲ့ရက်ကတိုက်ပွဲဖြစ်တဲ့နေရာကိုမှတ်တမ်းလာယူတာဖြစ်ပြီးပြစ်ခတ်ခံရလို့အောက်ကိုမစင်ခဲ့ရဘူးလို့တပ်တွင်တဲ့နေဆက်သူတယောက်က DBB ကိုပြောပါတယ်။အပြန်လှန်ပြစ်ခတ်တံတွေကြားရပြီးနောက်ဖားကန်မြို့လယ်ကစစ်ကောင်စီရဲ့တပ်မကုန်းကပြစ်ခတ်တဲ့လက်နက်ကြီးဟာဖားကန်ရှင်ကြီးကုန်းရွာနာကိုကြားရောက်ပောက်ွယ်ပြီးလူထိခိုက်သေဆုံးတာရှိတယ်လို့သိရပေမဲ့သေဆုံးမှုနဲ့ပတ်သက်ပြီး DBB အနေနဲ့တိကျစုံစမ်းမှုတွေပြုလုပ်နေဆဲဖြစ်ပါတယ်ရှင်။ မန္တလေးကငလျင်တန်တဲ့အဆောင်တွေကိုဖြိုချနေစဉ်တိုက်ပိတ်သေးဆုံးသူအများပြားရှိနေတယ်လို့ဒေသခံတွေနဲ့လူမှုကူညီအဖွဲ့တွေကပြောပါရယ်မန္တလေးမြို့မှာငလျင်တဲ့အဆောင်တွေကိုဆက်ရန်တရားအပြင်ရန်တရားလိုအပ်ချက်တွေအရာရောငွေကြေးအရာရော မတတ်နိုင်လို့နေစာအလုပ်သမားတယောက်ကိုတရက်တသိန်းနဲ့ငှားရမ်းပြီးဖြိုနေတာဖြစ်တယ်လို့ဒေသခံတွေကပြောပါရယ်လူအင်အားနဲ့ဖြိုချချိန်မိုးရွာထားတဲ့အတွက် တိုက်တွေကအချိန်နဲ့ပြိုပြီးဒေတာတွေကနေ့တိုင်းလိုလိုကြားနေရတယ်လို့မန္တလေးဒေသခံတယောက်ကပြောပါတယ်။တိုက်ပြိုပြီးပြီးသေသွားတဲ့သူတွေကတနေ့ကို9ရက်ထက်မနည်းရှိနေပြီးထဏ်အရလို့ဖုံးဆက်အကြောင်းကြားတာတွေလည်းရှိကမိုးလဲတောက်လျှောက်ရွာနေတော့တိုက်ဖြိုတဲ့အချိန်ပြိုကြတာလို့မန္တလေးအခြေဆိုင်ပရဟိတအသင်းကအသင်းဝင်တယောက်ကပြောပါတယ်။မန္တလေးမြို့မှာစကိုင်းငလင်ကြီးကျောက်အဆောက်အပြိုပြက်၄ဒဝန်းကျင်ရှိပြီး ကိုထူကိုထဆင်းနဲ့ရှင်းလင်းနေရတာဖြစ်သလိုစစ်ကောက်စီအနေနဲ့လည်းမန္တလေးကငလင်တန်တဲ့အဆောင်တွေကိုမြို့အင်္ဂါရံနဲ့မညီဘူးလို့ဆိုပြီးအတိအဓမ္မဖြိုချခိုင်းနေတာလည်းဖြစ်ပါရဲ့ရှင်။မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်မှာလိုင်းစင်မဲ့ရင်တွေဖမ်းမိတဲ့အခါတိမ့်ဆဲပြီးနောက်ရင်ပိုင်ရှင်တွေပါဖမ်းဆီးတာတွေရှိနေတဲ့အတွက်လူမှုကူညီရေးအသင်းတချို့လူနာပို့ဆောင်မှုတွေရပ်နားထားရတယ်လို့သိရပါတယ်။တိရိသတင်းပေးပို့ထားပါရရှင်။ ွန်ပြည်နယ်နဲ့ကရင်ပြည်နယ်မှာလိုင်စင်မဲ့ရင်တွေဖမ်းဆီးမှုကြောင့်လူမှုကွန်ရက်ရဲ့အသင်းတွေလူနာပို့ဆောင်မှုအခက်အခဲတွေကြုံနေကြရတယ်လို့ပြည်ထောင်သမားတွေကပြောကြပါဗျ။ဇွန်လတရနေ့ကဆက်လို့မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်နေရာအနှံ့မှာလိုင်စင်မဲ့ရင်တွေကိုဖမ်းဆီးပြီးအေးအေးယူသိမ်းဆဲတာတွေလှုပ်ဆောင်နေတာပါ။မော်လမြိုင်မြို့မှာတော့မြို့ဝင်မြို့ထွက်တင်တဲ့လူစီကားရနေရာတွေမှာဖမ်းဆီးမှုတွေလှုပ်ဆောင်နေပြီးလိုင်စင်မဲ့ကားဆိုင်ကယ်တွေကိုဖမ်းမိလျင်ရင်းပိုင်ရှင်တွေကိုပါဖမ်းဆီးနေတယ်လို့သိရပါဗျ။ ဖမ်းမိခဲ့လျင်ရင်ကိုအပြီးသိမ်းဆဲပြီးတော့စီးနှင်းသူကိုတော့ထောင်နဲ့တလမှ3လအထိချမှတ်ခံရမယ်လို့မော်လမြိုင်မြို့ကန်တွေကပြောကြပါဗျာ။ဟိုအတိအကျမရှိဘူးလေ။ဒီမှာအဓိကချားတဲ့နေရာဂျာတဲ့နေရာတော့ကျောင်းကျောင်းဝင်တော့အဓိကတော့တရားထိတ်တို့ကတဲ့ရိတ်တို့ဒိတ်ချိုတို့တောင်ကျမ်းမိပွားတို့အဲ့ဒီမှာအဓိကပါ။ ်တားရောဆိုင်ကြရောအခုကမိဒီမှာဒီမှာဖမ်းတယ်ကားလိုက်ရမရှိဘူးဆိုတော့လူကလည်းအရကားတဲ့နော်အခုအင်ဂျင်နီယာတိုင်းဖမ်းရစရာကြိုက်ထို့တော့အပေါင်းတို့အဲ့ပချိုင်ဘုံမှာတော့အင်ဂျင်နီယာတက်ဖမ်းမရှိဘူးလိုင်စင်မဲ့ကားဆိုင်ကယ်ဘီးတွဲဆိုင်ကယ်သုံးမိန်ဆိုင်ကယ်တွေအပြင်လူမှုကူညီရေးအသင်းရှင်တွေကပါဖြတ်တန်းသွားလာခွင့်မပေးဘဲဖမ်းဆီးသိမ်းဆဲခံနေရတယ်လို့သိရပါဗျ။ကရင်ပြည်နယ်ဖမ်းအမျိုးပေါ်မှာတော့ ြို့ဝင်ဂိတ်နဲ့ဖန်ပလာဇာအရှိမှာဖန်ဆီးမှုတွေရှိတဲ့အတွက်လူမှုကူညီရေးအဖွဲ့ဝင်တွေအနေနဲ့လူနာပို့ဆောင်ရေးလုပ်ငန်းတချို့ရပ်နားထားရတယ်လို့ဆိုပါတယ်။ကျွန်တော်တို့ကဒီကားတွေဆောက်ဝယ်တဲ့ကဝက်တောက်ပဲလေ။လိုင်စင်ကားတစ်စီးကတိန်းထောင်ကြီးရှိတယ်။အဲ့ဒီပမာဏကကျွန်တော်တို့အတင်းတင်းထောင်လို့ရတယ်။ဝက်တောက်ကားကိုဝယ်ထားတာဆိုတော့လိုင်စင်ပြန်လုပ်လို့မရဘူး။လုပ်ခွင့်လည်းမရှိဘူးလေ။လိုင်စင်ကားတစ်စီးစာဆိုဝက်တောက်ကားက၁၀လောက်ရတယ်။ဝက်တောက်ကားကိုအသုံးပြုခွင့်ပေးမယ်ဆိုရင်လည်းကျွန်တော်တို့တတင်းနဲ့တမျိုးနဲ့လုပ်ပေးလို့မရဘူး။ကရင်ပြည်နယ်တပြည်နယ်လုံးလူနာတင်ကားထောင်ကြီးရှိတာအဲ့ဒါတွေလည်းလုပ်ပေးရမှာ။ အခုစီမံချက်ကာလထဲမှာတော့ဒီကားတွေကိုမသုံးဘဲထားရုံပေါ့စီမံချက်ကာလပြီးမှပဲဖြတ်သန်းသွားလာခင်ရဖို့တောင်းဆိုတာတွေလုပ်ရမှာမွန်ပြည်နယ်နဲ့ကရင်ပြည်နယ်မှာလိုင်စင်မဲ့ရင်တွေကိုဖမ်းဆီးမှုတွေလုပ်နေပေမဲ့စစ်ကောင်စီတပ်နဲ့နှီးဆက်သူတွေအရာရှိတွေနဲ့ဌာနဆိုင်ရာယုံတွေမှာတော့ဆက်လက်အသုံးပြုနေဆဲဖြစ်တယ်လို့ဒေတာကန်တွေကပြောကြပါဗျ။ပြီးခဲ့တဲ့မေလ20ရက်နေ့ကနေပြည်တော်မှာပြုလုပ်ခဲ့တဲ့စစ်ကောင်စီအစည်းအဝေးမှာစစ်ကောင်ဆောင်မင်းအောင်လှိုင်ကလိုင်စင်မဲ့ရင်တွေစီးနှင်းမှုကိုဖော်ထုတ်အရေးယူဖို့ညွှန်ကြားထားပြီးတဲ့နောက် ဇွန်လတရနေ့ကစပြီးတနိုင်ကလုံးအတိုင်းအတာနဲ့စီမံချက်ချဖန်ဆီးနေတာဖြစ်ပါတယ်။ကျမသီရီပါ။ရုရှားနိုင်ငံနဲ့ခရိုင်းမီးယားကျွန်းဆွယ်ကိုဆက်သွယ်ထားတဲ့တံတားပေါ်မှာလမ်းအသွာလာယာယီရပ်ဆိုင်ထားကြောင်းရုရှားအာဏာပိုင်တွေကဇွန်လ3ရက်အင်္ဂါနေ့မှာ Telegram မှာပြောကြားခဲ့ပါတယ်။ယူကရိန်းနိုင်ငံရဲ့လုံခြုံရေးတပ်ဖွဲ့ SBU ဟာရုရှားနိုင်ငံနဲ့ခရိုင်းမီးယားကျွန်းဆွယ်ကိုဆက်သွယ်ထားတဲ့ ကားလမ်းနဲ့ရထားလမ်းတံတားကို ရေအောက်ဖောက်ခွဲရေးပစ္စည်းတွေနဲ့တိုက်ခိုက်ခဲ့ကြောင်းပြောပါရယ်။အရင်ကယူကရိန်းရှိရုရှားတပ်ဖွဲ့တွေအတွက်အ धिक ထောက်ပံ့ရေးလမ်းကြောင်းဖြစ်တဲ့အဲ့ဒီတံတားကိုဖောက်ခွဲရေးပစ္စည်း1100ကီလိုဂရမ်ကိုအသုံးပြုပြီးမနက်အစောပိုင်းကဖောက်ခွဲခဲ့တာကြောင့်ရေအောက်ရှိတံတားတိုင်းတွေပျက်စီးသွားကြောင်း SBU မှထုတ်ပြန်ချက်မှဖော်ပြထားပါရယ်။2022ခုနှစ်နဲ့2023ခုနှစ်တုန်းကလည်းတံတားကိုတိုက်ခိုက်ခဲ့ပြီး အခုသတင်းပတ်စစ်စင်ရေးကိုလည်း လပောင်များစွာပြင်ဆင်ထားခဲ့တာဖြစ်ကြောင်းလည်းဆိုထားပါတယ်။ Kremlin နတ်တော်ကတော့ Ukraine ဟာ Crimea တရားကိုတတ်ခတ်ခဲ့ပြီးပောက်ွယ်မှုတစ်ခုဖြစ်ပွားခဲ့ပေမဲ့ထိခိုက်ပျက်စီးမှုမရှိဘူးလို့ဂျွန်လ၄ရက်ဗုဒ္ဓနေ့မှာပြောပါတယ်။အဲ့ဒီတရားဟာရုရှားသမ္မတဗလာဒီမာပူတင်အတွက်ထင်ရှားတဲ့ project တစ်ခုဖြစ်ပြီး2022ခုနှစ်ဖေဖော်ဝါရီလမှာယူကရိန်းကိုကျူးကျော်ဝင်ရောက်ချိန်ကရုရှားစစ်တပ်ကအုံပြုခဲ့တဲ့တရားဖြစ်ပါလေရှင်။ ခရီးသည်တွေတင်ဆောင်လာတဲ့အလုံးစုံလက်စစ်တုံးလေးရင်ငယ်တစင်းဟာဂျွန်လ3ရက်နေ့ကနယူးယောက်မြို့ကဂျွန် F ကနေဒီလေဆိပ်မှာအောင်မြင်စွာဆင်သက်နိုင်ခဲ့ပါတယ်။ Beta Technologies Company ဟာအမေရိကန်မှာပထမဆုံးခရီးသည်တင်ပြတ်သက်မှုအောင်မြင်ခဲ့တဲ့အလုံးစုံလက်စစ်တုံးလေးရင်ဖြစ်လာပါတယ်။ Beta Company ရဲ့ Alia လေးရင်ဟာရေမောင်းတဦးနဲ့ခီးသည်လေးဦးလိုက်ပါပြီး55မိနစ်ကြာ ပြန်တမ်းအပြီးမှအောင်မြင်စွာဆင်းသက်နိုင်ခဲ့တာဖြစ်ပါတယ်။ လေကြောင်းလိုင်းနဲ့အပါအဝင်ပို့ဆောင်ရေးကုမ္ပဏီတွေဟာဒေါင်လိုက်ပြန်တက်ဆင်သက်နိုင်တဲ့လျှက်စစ်ဘက်ထရီစွမ်းအင်သုံးလေးရင်တွေကိုမြို့တွင်ခီးတိုတွေမှာယင်ကြောပိတ်ဆို့မှုကိုရှောင်လွှဲနိုင်တဲ့အတွက်သုံးဆွဲဖို့စိတ်ဝင်စားနေကြပါတယ်။ဘီတာရဲ့အာလီယာလေးရင်ဟာတစ်ခါအသွင်းထားရင်မိုင်250ပြန်တက်နိုင်တယ်လို့ဆိုပါတယ်။ မိုးပြန်တက္ကစီတွေအတွက်လက်ကျင့်တင်ကြားရေးနဲ့လေယာဉ်မှုအသိမှတ်ပြုလက်မှတ်ထုတ်ပေးရေးစီမံတွေကိုအမေရိကန်ပြည်ထောင်စုလေကြောင်းပြတ်တမ်းမှုကုကဲရေး FAA ကပြီးခဲ့တဲ့နှစ်အောက်တိုဘာမှာအပြီးသတ်နိုင်ခဲ့ပါတယ်အဲ့ဒီလာမှာပဲဗေတာကုမ္ပဏီဟာထုတ်လုပ်ဖို့လက်မှတ်ရဖို့စီးပွားပြည့်သုံးဆဖို့အတွက်မတီရင်းနှီးငွေဒေါ်လာ318တန်းရှာဖွေနိုင်ခဲ့ပြီးတော့စုစုပေါင်းဒေါ်လာ1ဘီလီယံနဲ့လုပ်ငန်းလည်ပတ်နေခဲ့တာဖြစ်ပါရဲ့ရှင်။ နေပြအင်ဆာကီနဲ့အင်တာမီလန်အသင်းတို့ဟာနှစ်ဖက်သဘောတူလမ်းခွဲဖို့ဆုံးဖြတ်လိုက်ပါတယ်။အီတလီနေပြဟာ2020ခုနှစ်ကတည်းကအင်တာမီလန်ကိုစတင်တာဝန်ယူခဲ့တာဖြစ်ပြီးအခုနှစ်ရာသီမှာချန်ပီယံလိဂ်နဲ့ဆီရီအေအပါအဝင်အီတလီစူပါဖလားမှာလည်းဒုတိယနေရာနဲ့သာဂျီနာခဲ့ရပြီးနောက်အသင်းနဲ့နှစ်ဖက်သဘောတူလမ်းခွဲခဲ့တာပါ။ အသင်းကိုတာဝန်ယူခဲ့တဲ့လင်းနှစ်တာကာလအတွင်းမှာမိမိမှာရှိသမျှပုံအော်ဂျိုးပန်းခဲ့ပြီးလက်ရှိအချိန်မှာတော့နှုတ်ဆက်ချိန်ရောက်လာပြီဖြစ်ကြောင်းအသင်းရဲ့အနေဖြင့်ကာလတွေအားလုံးမှာအားပေးဝန်းရံခဲ့ကြတဲ့အင်တာမီလန်ပြိသက်တွေကိုဘရောမမေးမှာမဟုတ်ပဲအမြဲတမ်းသတိရနေမှာဖြစ်ကြောင်းအင်ဇာဂီရဲ့နှုတ်ဆက်စာမှာပါရှိပါရယ်အသက်59နှစ်ရှိအီတလီတက်ဆင်မှုဟောင်းဟာ Sorry Club အဟီလက်အသင်းစီပြောင်းရွှေ့တာဝန်ယူမယ်လို့လည်းသတင်းထွက်ပေါ်နေပါရယ်ရှင် ဒီပပီယုံမြင့်တန်ကြားရဲ့မနက်ရှင်နိုင်သတင်းတွေကို ရှုစားခဲ့ရတာပါမနက်စင်တိုင်းမှာလည်းထပ်ပြီးရရှိတဲ့သတင်းတွေကိုဖြစ်ဆက်တင်ဆက်ပေးအောင်ပါကျမကတော့ချူချူဆမ်းမကျေးဇူးတင်ပါတယ်ရှင် လက်နက်ကင်ပဏိပခတွေနဲ့စစ်ပွဲတွေကြားမှာရှင်သန်ရက်ဒီဖို့မိသားစုနဲ့အတူရှိနေခြင်းဟာခွန်အားတစ်ခုပါပဲတံပိုးထားချစ်ခင်ရတဲ့မိသားစုဝင်တွေနဲ့အတူတူလုံခြုံတဲ့နေရာတစ်ခုကျွန်တော်တို့ဖန်တီးကြပါစို့ကိုပတ်ဝင်းခြင်းမှာရှိတဲ့အရာဝတ္ထုတွေကိုသုံးပြီးတဆင့်ပြီးတဆင့်စနစ်တကျလှုပ်ဆောင်သွားမယ်ဆိုရင်တော့လုံခြုံစိတ်ချရတဲ့ဘုံခုခြင်းတစ်ခုကိုအမြန်ဆုံးဖန်တီးနိုင်ပါတယ် တကယ်တမ်းပြောရရင်ဒီဟာကဘုံခုချင်းတစ်ခုတည်းပူပါတယ်ချစ်ချင်းမြတ်တာပြည့်နဲ့ဖန်တီးထားတဲ့အိမ်နဲ့မကွာဘုံခုရာနေရာတစ်ခုပေါ့ဒီနေရာကိုကျွန်တော်တို့လက်တွေနဲ့ပဲအတူတူဖန်တီးထားတာပါအတူတူဆိုရင်ကျွန်တော်တို့အားလုံးအတူတူဆိုရင်စိတ်ချလုံခြုံတဲ့အနာဂတ်တစ်ခုကိုတက်ညီလက်ညီဖန်တီးနိုင်ပါတယ်ကျွန်တော်တို့နဲ့အတူလုံခြုံစိတ်ချရတဲ့ဘုံခုချင်းတစ်ခုတည်ဆောက်ကြရအောင် မိသားစုတစုပုံခုနိုင်မဲ့ဘုံခုချင်းတစ်ခုတော့၄ပေ၅ပေနဲ့နဲ့၈ပေ၆ပေအကျယ်ရှိတဲ့ချင်းတစ်ခုတူးရပါမယ်။ဝင်ပေါက်ကိုအပုံစံတစ်စစ်ချိုးထားပါ။နေရံနဲ့ကြမ်းကင်းတွေကနေရေမစိမ့်နိုင်အောင်ပလတ်စတစ်ခင်းထားပါ။အမိုးတော့၆လက်မပတ်လည်းတစ်လုံးခင်းရပါမယ်။တစ်လုံးမရရင်ဝနက်ထန်းလုံးနဲ့သုံးနိုင်ပါတယ်။လေဝင်ပေါက်အတွက်၄လက်မပတ်လည်း PVC ပိုက်နှလုံးကိုထွင်းထည့်ပါ။ဖုံပိုက်မဝင်နိုင်အောင်အပုံစံချိုးထားပေးပါ။ ေါ်ကနေပလတ်စတစ်ဘိုးကတန်ပြားပြင်ပြားတစ်ခုခုခင်းပါတဲအိတ်ဒါမှမဟုတ်မြေအိတ်တွေကိုအလျားတစ်ထက်အနံတစ်ထက်ထက်ခင်းပြီးပါပြီးမှဝက်ကက်ခင်းပါညီဖို့ပါရေမွေအောင်ကျင်းပတ်ပတ်လေမှာရေနှုတ်မြောင်တူးပေးပါစောက်ပုံစောက်နီးနဲ့သေးစိတ်အချက်လက်တွေကိုတော့ Telegram channel, DVB TV, Facebook, YouTube တို့မှာကြူအောင်စကန်ဖတ်ပြီးကြည့်ရှုလိုက်ပါ မိသားစုတိုင်းရှင်သန်ဖို့အိမ်ထဲမကွာပုန်းဖို့ဆိုဒီဗီဗီရုပ်မြင်သံကြားပရိသတ်များမင်္ဂလာပါခင်ဗျာ ကျွန်တော်တို့ရဲ့အပတ်စဉ်ပုံမှန်ထုံးလင့်တက်ဆက်ပေးနေကြဖြစ်တဲ့ပြည်သူအစားပါဇက်အငှားပေးစာများဖတ်ကြားခြင်းတော်တူ DPP အစီအစဉ်ပြန်လည်စတင်ပါပြီခင်ဗျာဒီတစ်ပတ်မှာလည်းကျွန်တော်နဲ့အတူတူဖတ်ကြားပေးမယ့်သူကတော့မတ်တီပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့မင်္ဂလာပါမတ်တီဟုတ်ကဲ့ကောင်ကျော်ရေကျမတို့ရဲ့တော်တူ DPP အစီအစဉ်ပြန်လည်ထုံးလင့်မှုအချိန်ကြာရောက်လာပါပြီဟုတ်ကဲ့ပါမတ်တီ ဒီတစ်ပတ်မှာပေးတာတွေခဲကမှာပထမဦးဆုံးဖက်ပြပေးခြင်းနဲ့ပေးတာကတော့မကွေးတိုင်းရေတကြိုမြို့နယ်ကပေးပို့လာတဲ့စာကိုအရင်ဆုံးဖက်ပြပေးခြင်းပါတယ်ခင်ဗျာရေးသားထားတဲ့အကြောင်းအရာကတော့မင်္ဂလာပါတော်တူ TPP ရေရေတကြိုမြို့နယ်ပကန်းငယ်ရေစကန်ပိုင်းပကန်းငယ်ကြီးရွာမှာနှလုံးသုံးလုံးလောင်းကစားတွေပြုလုပ်နေပါတယ်ကိုဗစ်ကာလမှာလောင်းကစားပြုလုပ်တဲ့ပုံစံတွေကြောင့်မိသားစုဝင်တွေက များစွာတော့ကရောက်နေပါတယ် ခန်းငယ်ရဲစခန်းကတောင်ဝန်ကျပြည်သူရဲတွေက မျက်မမြင်ပုံနာတွေဖြစ်နေကြပါတယ်။ဒါကြောင့်သက်ဆိုင်ရာတောင်ဝန်ရှိသူတွေသိရှိသည့်ရန်တော့တူ DPP မှာတင်ပြပေးပါရန်ပန်ကြားအပ်ပါတယ်။အကောင့်နံပါတ်ကိုမဖော်ပြပါရန်အစဉ်အားပေးနေပါတယ် DPP ဆိုပြီးတော့ရေးသားပေးပို့လာတာပါခင်ဗျာ။ဟုတ်ကဲ့ပါမကွေးတိုင်းရေစုမြို့နယ်ကဒီရဲစခန်းပခန်းငယ်ရဲစခန်းကြည့်ရအောင်ပါပေါ့နော်။ ဒါနှလုံးသုံးလုံးလောင်ကစားတွေပြုလုပ်နေတဲ့အကြောင်းဒါဒေတာကန်ဒီပြပူလာတဲ့စာကိုဖတ်ကြားပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကောကျော်ညီမခုတစ်ခေါက်ဖတ်ပြပေးမယ်ပေးစာကတော့စကိုင်းတိုင်းတွေကစာပါမင်္ဂလာပါတော့တူဒီဘီဘီဝိုင်းတော်သားများခင်ဗျာတဲ့မင်္ဂလာပါရှင်ကျမ်းမာလန်းဖြာပါစေကြောင်းဥစွာဆူတောင်းမြတ်တာဖူတာအပ်ပါတယ်ကျွန်တော်ကတော့စကိုင်းတိုင်းဒေတာကြီးပလဲမြို့နေကပါ ကျွန်တော်တို့မြို့နယ်မှာစစ်ကြောင်းထိုးတာမရှိတော့တဲ့အတွက်ပြည်သူလူထုမှာအေးချမ်းစွာနေရသည်မှာကာလအတန်ကြာပြီဖြစ်ပါတယ်။အေးချမ်းစွာနေထိုင်ကြရတဲ့ပြည်သူလူထုမှာယခုအခါအပူမီးနဲ့ရင်ဆိုင်နေရပါတယ်။အကြောင်းရင်းမှာပလဲမြို့နယ်တောင်ချမ်း၊မြိုင်မြို့နယ်အဆက်ကြီးပါတွေမှာလောင်ကစားဝိုင်းတွေထင်းထင်းပေါ်ပေါ်ပြုလုပ်နေကြပါတယ်။လောင်ကစားသမားများကသက်ဆိုင်ရာလက်နက်ကင်များကိုငွေကြေးတစ်စုံတရာပေးပြီးတော့ပြုလုပ်ပေးနေသလားတော့မသိရပါဘူး။မြို့နယ်အဖွဲ့အစည်းအသီးသီးမှတစ်စုံတရာတားမြစ်ခြင်းမပြုလုပ်ပါသဖြင့် ဒူးစိုက်မှုများပေါ်ပေါက်လာမည်ကိုစိုးရိမ်မိပါသည်အနှက်ထွင်ရမယ့်ကိစ္စကိုပစိမ့်နဲ့ပေါက်ရမယ့်အခြေအနေထိမရောက်မီအချိန်မီတားဆီးပေးပါရန်ပြည်သူလူထုကိုစာအန်ယူဂျီအစိုးရသိစေရန်တော်တူတပီကတဆင့်တင်ပြအပ်ပါသည်ဆိုပြီးရေးသားပေးပို့လာတာပါရှင်။ဟုတ်ကဲ့ပါ။စကိုင်းတိုင်းပလဲမြို့နယ်ကရေးသားပေးပို့လာတဲ့စာကိုတော်တူတပီကနေတဆင့်ဖတ်ကြားပေးလိုက်ပါရရှင်။ဟုတ်ကဲ့ပါမတီးအခုဆိုရင်ကျွန်တော်တို့ဒီပေးစာ2000လုံးပါပေါ့နော်။ နမီဒေတာအတိအကျမှာလောင်ကစားဝိုင်းတွေပေါများနေရဲဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ဒါသက်ဆိုင်ရာအဖွဲ့အစည်းတွေကအရေးယူမှုမရှိဘူးအရေးယူမှုအားနည်းနေတယ်ဆိုတဲ့အစာတွေကိုဖတ်ပြပေးသွားခဲ့တာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါကျွန်တော်ဆက်ပြီးတော့ဖတ်ပြပေးမှာကတော့ဒါပေးပို့လာတဲ့ကြပြလေးတစ်ပုဒ်ပဲဖြစ်ပါတယ်ခင်ဗျာ။ကြပြခေါင်းစဉ်ကတော့ဆန္ဒတစ်ခုဆိုပြီးတော့ခေါင်းစဉ်ပေးထားပါတယ်။ဆန္ဒတစ်ခု ပါမို့မို့စီးကြနေတော့မြည်တိတ်ပါသားရဲ့ဆိုတော့ အမေတီးချော့တယ်မကြရတော့ဘူးအမေမမရှိတော့တာထမင်းစားရက်ညော်နေရတယ်အမေကုညီပေးသူညော်နေရတယ်အမေရောင်စုံမုခတဲအမေရင်ွယ်လောက်အလုံးကြုံဘူးကြည်စံတန်ရာသွေးစိမ့်ရှင်တားမြင်နေရတယ်ကြောက်စိတ်ကိုထမ်းပိုးရင်အသက်ရှင်နေရတယ်တေမဲနေ့စောင်းစားရင်အသက်ရှင်နေရတယ်မိဘနာမည်စီရင်ခေါ်တိုင်းတားမျက်ရည်ကျနေရတယ် တားရှင်ပြုရင် အမေနာမည်ခွင်းစခွင်းပိတ်လေးနဲ့မျက်ရည်မိုးတွေဆွေနေရတယ်အမေဥကောင်းကို ဖောက်တော့ကြည်သာတားနှလုံးသားကို ဖောက်ဝင်ခဲ့ပြီ အမည်မျက်စုံလူသားကိုဆုံရှုံခဲ့တဲ့တားလိုလူတွေအများကြီးပဲညအိတ်ချိန်ရောင်ရမ်းပြီး အမေလို့ခေါ်မိတယ်ဒါပေမဲ့အမေမကြားနိုင်တော့ဘူးမျက်ဖြားရှိဝဲတောင်းစုပြုတဲ့အမေဒီဘွားတင်တာမကဒီဘွားမှမနေရလို့ တရားသည်ရှိသောကြည်စံမိုင်းတန်ဖြတ်စည်းနိုင်သောလူသားဧကံဖြစ်ရပါစေအညာတရမိုးတောက်ကျဲဆိုပြီးတော့ရေးသားပြပို့လာတာပါခင်ဗျာဒီကြပြမှာဆိုရင်ဒါမိခင်ဖြစ်သူကိုဆုံရှုံလိုက်ရတဲ့အကြောင်းဒါဖြစ်သူကရေးဖွဲ့ထားတဲ့ကြပြလေးပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်တို့ရဲ့တော်တူ DBB စီစဉ်ကိုစာရီရေးသားပြပို့တော့မယ်ဆိုရင်ဂျင်းဖွင့်စာရီကြပြရီကိုတပ်ပုံနေဗီဒီယိုနဲ့တကွာရေးသားပြပို့နိုင်ကြပါတယ်ခင်ဗျာ ေးသားပေးဖို့တော့မယ်ဆိုရင်အီးမေးလ်ကနေတဆင့်ရေးသားပေးဖို့တော့မယ်ဆိုရင် .2dpp@gmail.com ကိုရေးသားပေးဖို့နိုင်ကြပါတယ်ခင်ဗျာ Facebook ကနေရေးသားပေးဖို့တော့မယ်ဆိုရင်တော့ facebook.com မြေသော .2dpp ကိုရေးသားပေးဖို့နိုင်ကြပါတယ်ခင်ဗျာ Viber ဖုန်းနံပါတ်ကနေရေးသားပေးဖို့တော့မယ်ဆိုရင်တော့အပေါင်း6681112 946395ကိုရေးသားပေးဖို့နိုင်ကြပါတယ်ခင်ဗျာ ုတ်ကဲ့ပါကောင်ကျော်ညီမခုတစ်ခေါက်ဖတ်ပြပေးမယ်ဘေးစာကတော့ရခိုင်ပြည်နယ်ကစာပါကျွန်တော်ကတော့တဲ့မြေပုံမြို့နယ်ကပါကာဗရပါ DPP အာရခနိုင်ငံစစ်တေတာအသည်တီတာဝန်ရှိလူကြီးမင်းများသိအောင်ပြောကြားပေးရန်အကူအညီတောင်းခံအပ်ပါတယ်စစ်တေတာအသည်တီမြေလွတ်မြေရိုင်းတွေကိုမတရားလုယူပြီးတော့တရားရုံးမြေယာစီမံခန့်ခွဲမှုကော်မတီရုံးများသည်လဲတာဝန်ကိုအာဏာထင်ပြီးတော့ခရိုနီတွေလက်ကင်တို့ဖြစ်နေကြတာကိုမြင်ရပါတယ် ီကိစ္စတွေကိုထိထိရောက်တာဝန်ရှိလူကြီးမင်းများအနေနဲ့အေးအေးယူဖြေရှင်းပေးပါရန်အကူအညီတောင်းခံအပ်ပါတယ်။အာရခနိုင်ငံမြေပုံမြို့ကန်တာမြေကပြည်သူတို့ပါကျေးဇူးပါ DBB ကျေးဇူးပြုပြီးထုတ်လွှင့်ပေးပါအကောက်နံပါတ်ကိုတော့ဖျောက်ထားပေးပါဆိုပြီးရေးသားပြပို့လာပါရှင်။ဟုတ်ကဲ့ပါရှင်ကျမတို့ရဲ့အစီအစဉ်မှာဆိုရင်တော့ပေါ့နော်ဒီစီအနာသိမ်းပြီးနောက်ပိုင်းစာရေးသားပြပို့လာသူတွေရဲ့နံပါတ်အကောက်တွေကိုတော့ဖော်ပြပေးခြင်းမရှိပါဘူးရှင်။ ကဘာဖက်ပြပေးတယ်မသိဘူးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ဆက်ပြီးတော့ဖက်ပြပေးမယ်နောက်ထပ်ပေးစာတစ်စောင်းကတော့ AR တိုင်းရည်ကြည်မြို့နယ်ကပြပို့လာတဲ့စာပဲဖြစ်ပါတယ်ခင်ဗျာရေးသားထားတဲ့အကြောင်းအရာကတော့တော်တူ DPP ခင်ဗျာကျွန်တော်က AR တိုင်းရည်ကြည်မြို့နယ်ကပါ ကျွန်တော်တို့ဒေသမှာစစ်ပွဲတွေဖြစ်နေပါတယ်စစ်ရှောင်တူအနေနဲ့ယောဂဝေဒနာ ဖြစ်လာပြီးဆိုရင် စေဝါခက်ခဲတာကြောင့်အတော်ဒုက္ခရောက်ရပါတယ် DPP မှာအခုလိုကံလန်းမိတဲ့စေဝါတွေကိုအပတ်စဉ်ပေါ်ပြပေးနေတာဟာ ကျွန်တော်တို့လိုပြည်သူတွေအတွက်အတော်လေးခီးရောက်ပါတယ်ကျွန်တော်လည်းအခုတလောခေါက်ယောဂါပြန်ပေါ်လာတော့ DVV မှာပါတဲ့စင်တုံးမနွယ်မှုတ်ကော်ဖီတစ်စွန်းကိုကြားရည်ကော်ဖီတစ်စွန်းနဲ့တနေ့နှစ်ကြိမ်သုံးကြိမ်တောက်လိုက်တော့တော်တော်လေးတသက်လာပါတယ်ကျေးဇူးတင်ပါတယ် DVV ခင်ဗျာဥညိုရေကြီး ARI ဆိုပြီးတော့ဒေတာပြပို့လာတာပါခင်ဗျာဟုတ်ကဲ့ပါအခုဆိုရင်ဒါတချို့နေရာဒေတာတွေမှာဆိုရင်တိုက်ပွဲတွေကြောင့်ဒါကုန်စည်ဆင်းပြီးမရှိတော့ဘူး တချို့နေရာတွေမှာဆိုရင်ဆေးဝါးတွေကလလန်းမီဖို့အတွက်ကိုအရန်ကိုခက်ခဲနေတယ်ပေါ့နော်ဒါဒီလိုအခြေအနေမျိုးမှာဆိုရင်ဒါ DPP မှာပါတဲ့ကျန်းမာရေးကဏ္ဍမှာပါတဲ့ဒါတိုင်းရင်ဆေးဝါးတွေနဲ့ဒါကိုအနီးနားမှာရှိတဲ့လက်တကမ်းမှာရှိတဲ့ဒါဆေးဘက်ဝင်အပင်တွေနဲ့ပေါ့လေပေါင်းဆက်ပြီးတော့အခုလိုမျိုးယောဂါတွေတက်တာပြောက်ကင်းသွားတာတည်ရအတွက်ကိုကျွန်တော်တို့ရဲ့ Dr. DPP စီစဉ်ရနေပြီးတော့ဒူပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာဟုတ်ကဲ့ပါရှင်အခုတစ်ခေါက်ဖတ်ပြပေးမယ်ဘေးစာအလေးအရာတွေတိုင်းထက်ကစာပါပဲရှင် တော့ TDBB ရဲ့ဘုကလေးမြို့နယ်မှာစကားဆစစ်သားတွေနဲ့ရက်ကြီးအုပ်ကြီးတွေပေါင်းပြီးတော့လူလူတွေအပေါ်မှာနှီးမျိုးစုံနဲ့ဒုက္ခပေးနေပါတယ်။သားသမီးမရှိစားစရာမရှိတဲ့အိမ်တွေကိုလည်းမထည့်မနေရစနစ်နဲ့စစ်မှုရမ်းခြေအတင်းကောက်ခံကြပါတယ်။မရရင်မပေးဘူးဆိုရင်ချင်းချောက်ငွေတောင်းပါတယ်။အခုလိုမျိုးတောင်းချမ်းနေတာကိုကြုံတွေ့နေရတဲ့အခက်အခဲတွေကိုရှင်းပြတင်ပြလိုက်ပါတယ်ဆိုပြီးရေးသားပေးပို့လာတာပါရှင်။ဟုတ်ကဲ့ပါရှင်။ဘုကလေးမြို့နယ်ကပြည်သူတယောက်ရေးသားရင်ဖွင့်လာတဲ့စာကိုတော့ TDBB ကနေဖတ်ကြားပေးလိုက်ပါတယ်ရှင်။ ဟုတ်ကဲ့ပါမသိရကျွန်တော်ဆက်ပြီးတော့ဖတ်ပြပေးမယ်နောက်ထပ်ပေးစာတစ်စောင်းကတော့ဒီရှမ်းပြည်နယ်ကျိုင်းတူမြို့နယ်ကပြပူလာတဲ့စာပဲဖြစ်ပါတယ်ခင်ဗျာရေးသားထားတဲ့အကြောင်းအရာကတော့ရှမ်းပြည်နယ်ကျိုင်းတူမြို့မှာလူရမှုတွေခိုးဆိုးမှုတွေနေ့စဉ်လိုလိုဖြစ်နေပါတယ်မေလ29ရက်နေ့ကလည်းကျောင်းကျိုင်းတုံကပွေခါလန်းစောက်လို့ဆဲတိုင်လာမှာဆိုင်ကယ်ကိုဓမြတိုက်သွားပါတယ်နှစ်ကင်းကြောင်တောင် လူလာတွေလည်းရှိပါတယ်အာနာသိန်းခေါင်းဆောင်မအားလာပြန်ပြီးတရက်အကြာအစားပြီးတော့ ခရီးကန်ဒေတာတိုင်းစစ်ဌာနချုပ်ရှိရာကျိုင်းတုံမြို့မှာဒူးကျိုင်းမှုတွေပြန်လည်ဖြစ်ပွားလျက်ရှိပါတယ်။စစ်တပ်ရှိရာဂျာမာပဲဆိုင်ကယ်တစ်စီးကိုတနက်နေ့ချိန်ချောက်ပြီးတော့လူရက်မှုမေလ26ရက်နေ့မနက်7:00နာရီဝန်းကျင်ကဖြစ်ပွားခဲ့ပါတယ်။တုံမြေဆောင်300စစ်တပ်သွားရာလမ်းကြောင်းမှာလည်းလူရက်မှုတွေဖြစ်နေပါတယ်။စစ်တပ်တွေနာမှာဖြစ်နေတာတွေကဖမ်းမမိတာတွေဆိုတော့ စဉ်းစားတာကြီးကြပါတော့ခင်ဗျာဆိုပြီးတော့ရေးသားပြပို့လာတာပါခင်ဗျာဟုတ်ကဲ့ပါအခုဆိုရင်ကျွန်တော်တို့ဒီ trigger တိုင်းဒေတာစစ်ဌာနချုပ်ရှိတဲ့ဒါကျိုင်းတို့မြို့မှာဆိုရင်လူရဲမှုတွေဒူးကျိုင်းမှုတွေကအများကြီးများလာတယ်ဒါဆိုင်ကယ်ကိုလည်းဒါလက်နက်ပြပြီးတော့လူရဲမှုတွေလည်းရှိတယ်ဒါပေမဲ့ဒီလိုမျိုးစစ်တပ်ကိုအထိုင်ချပြီးတော့ရှိတဲ့မြို့မှာတော့မှဒီလိုမျိုးလူရဲမှုတွေဖြစ်ပေမဲ့ဒါပေမဲ့ဖမ်းမိမှုတွေကမရှိဘူးဆိုတဲ့ဒေတာခံတွေရဲ့ရေးသားပြပို့လာတဲ့စာကိုဖတ်ကြားပေးလိုက်ရပါတယ်ခင်ဗျာ ုတ်ကဲ့ပါကျွန်တော်တို့ရဲ့တော်တူ DBB စီစဉ်ကိုစာရီရေးသားပေးပို့တော့မယ်ဆိုရင်ရင်ခွင့်စာရီကြပြာရီကိုတပ်ပုံနေဗီဒီယိုနဲ့တကွာရေးသားပေးပို့နိုင်ကြပါတယ်ခင်ဗျာရေးသားပေးပို့တော့မယ်ဆိုရင်အီးမေးလ်ကနေတစင်ရေးသားပေးပို့တော့မယ်ဆိုရင် dot2dbb@gmail.com ကိုရေးသားပေးပို့နိုင်ကြပါတယ်ခင်ဗျာ Facebook ကနေရေးသားပေးပို့တော့မယ်ဆိုရင်တော့ facebook.com မြေသော .2dpp ကိုရေးသားပေးပို့နိုင်ကြပါတယ်ခင်ဗျာ Viber ဖုန်းနံပါတ်ကနေရေးသားပေးပို့တော့မယ်ဆိုရင်တော့အပေါင်း6681111 9463935ကိုရေးသားပေးပို့နိုင်ကြပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုတစ်ခေါက်ဖတ်ပြပေးမယ့်ပေးစာလေးကတော့မင်္ဂလာပါတဲ့တော့ DDBB တာဝန်ရှိသူများခင်ဗျာဟုတ်ကဲ့မင်္ဂလာပါရှင်ကျွန်တော်ကဟင်္ဒရာမြို့နယ်ကပါ DDBB သတင်းကြည့်ရှုသူပါ DDBB သတင်းတွေကိုကြည့်ရှုပြီးအခုစာကိုရေးလိုက်တာပါစစ်မှုရန်ကောက်တာတွေပတ်စံတောင်းတာတွေဟင်္ဒရာမှာတော်တော်ဆိုးနေပါတယ်စစ်တပ်ကစစ်မှုရန်စုဆောင်းမှုအတွက်ရွာတွေပတ်စံလိုက်စုနေတာတော်တော်ဆိုးနေပါတယ် အခုဆို12ကြိမ်ရှိပါပြီတောင်းတလောက်ပေးကြရပါတယ်ပြေးစရာလည်းမေမေမရှိပေးစရာလည်းငွေမရှိလို့သာပြောလိုက်ချင်ပါတယ်ဆိုပြီးရေးသားပြပူလာတာပါရှင်ဟုတ်ကဲ့ပါကျမတို့အစီအစဉ်မှာရောက်ရှိလာတဲ့စာရီအများစုကတော့ AR တိုင်းထဲရစာရီဖြစ်တဲ့ဒီစာရီမှာလည်းဒီစစ်မှုရန်ကောက်ခံနေစစ်မှုရန်ငွေကြေးကောက်ခံနေအကြောင်းတွေပေါ်တာဆွဲတဲ့အကြောင်းတွေပေါ့နော်တက်သားစစ်စုဆောင်ခံနေရတဲ့အကြောင်းတွေကိုလည်းအများနဲ့ရေးသားပြပူနေရတွေ့နေရပါတယ်ရှင် ဟုတ်ကဲ့ပါဒါ AR တိုင်းကပေးပို့လာတဲ့ပေးတာတွေအများစုမှာဆိုရင်ဒါစစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးတော့ဒုက္ခတွေတောကတွေရောက်နေရတဲ့ပြည်သူတွေရဲ့ပေးတာတွေကတော့အပတ်စဉ်အပတိုင်းလိုလိုလက်ခံရရှိနေပါတယ်ခင်ဗျာဟုတ်ကဲ့ပါမတည်ရကျွန်တော်ဆက်ပြီးတော့ဖတ်ပြပေးမယ်နောက်ထပ်ပေးတာတစ်ဆောင်ကတော့ချမ်းပြည်နယ်တောင်ပိုင်းရဲစောင်းမြို့နယ်ကပေးပို့လာတဲ့ပေးတာပဲဖြစ်ပါတယ်ခင်ဗျာရေးသားထားတဲ့အကြောင်းအရာကတော့ချမ်းပြည်နယ်တောင်ပိုင်းရဲစောင်းမြို့နယ်အင်းတော်မြို့ကပါအခုတလောတရုတ်ကုန်ကားတွေအရန်အဝင်များနေပါတယ် ကုန်ကားတွေကလမ်းမပေါ်မှာရက်ချင်တယ်လို့ရက်နေကြတော့လမ်းသွားလမ်းလာတွေကအဆင်မပြေဘူးဖြစ်နေပါတယ်။ကုန်ကားတွေကအစည်းရေယာနဲ့ချီဝင်နေပါတယ်။အင်တော်မျိုးကရဲစစ်တပ်စာရဖားတွေကအကြိုက်ပေါ်အင်တော်မျိုးကရဲအင်အားကသာမများတာတောင်းစားနေတဲ့ခိတ်ကများပါတယ်။ရဲတိုင်းကတော့ကိုစီကိုစီကိုပိုင်ကားတွေနဲ့ကြီးပါပဲ။ပြည်သူတို့အစဉ်အမြဲအားပေးကြီးစုလျက်ပါ DBB ဆိုပြီးတော့ဤသားပြပို့လာတာပါခင်ဗျာ။ ဟုတ်ကဲ့ရှမ်းပြည်နယ်တောင်ပိုင်းရဆောင်းမြို့နယ်အင်တော်မြို့ကနေပြီးတော့ဒါတရုတ်ကုန်ကားတွေအရန်ဝင်များနေလို့ဒုက္ခရောက်နေရတဲ့ပြည်သူတွေရဲ့ပြည်သာကိုဖကြားပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါရှင်အခုတစ်ခါဖတ်ပြပေးဖို့အလှည့်ချတဲ့ပေးစာကတော့စကိုင်းတိုင်းတွေကစားပါစကိုင်းတိုင်းကမ်ဘလူမြို့နယ်ရွာတိကုန်းကျေးရွာမှာစစ်မှုတန်းကြီးဆိုပြီးတအိမ်ကို3,500ကျပ်ငွေကောက်ခံနေပါဗျ ရှာအိမ်မှုအုပ်ကြီးတွေကနေတဆင့်ငွေကောက်ကြပါဗျ။မုတ်ဆိုးမအိမ်လည်းကောက်ပါဗျ။တားယောက်ျားလေးမရှိတဲ့အိမ်တွေဆိုရင်လည်းကောက်ပါဗျ။မရှိပါကချင်းငါထဲကြရပါဗျ။ငွေတိုးယူကြရပါဗျ။လူလူကိုစစ်တပ်ကနှီးပေါင်းစုံနဲ့နှိမ့်ဆက်နေကြပါဗျ။ဆိုပြီးတော့ရေးသားပေးပို့လာတာပါရှင်။ဟုတ်ကဲ့ပါကိုအောင်ကျော်ရေးကျမတို့ရဲ့ Dot to DBB အစီအစဉ်ကိုစာရရေးသားပေးပို့မယ်ဆိုရင်ဘလို့အကြောင်းအရာတွေကိုရေးသားပေးပို့လို့ရတယ်။ဘလို့နေရာတွေကနေပြီးဆက်သွယ်ပေးပို့ရမယ်ဆိုတာလေးလည်းပြောပြပေးပါအောင်ရှင်။ ဟုတ်ကဲ့ပါမသိကျွန်တော်တို့ရဲ့ dot to dpp အစီအစဉ်ကိုစာရေးရေးသားပြပို့တော့မယ်ဆိုရင် ရင်ဖွင့်စာတွေအပြင်ကိုကိုဒေတာခုပံဝန်ကျင်မှာဖြစ်ဖြစ်နေတဲ့အကြောင်းအရာတွေကိုအချက်အလက်လေးနဲ့တကွာရေးသားပေးပို့လို့ရတယ်လို့ကြံပြတွေကိုလည်းရေးသားပေးပို့လို့ရပါတယ်ခင်ဗျာရေးသားပေးပို့တဲ့နေရာမှာဒါစာသားတွေမဟုတ်ဘဲနဲ့ဓာတ်ပုံတွေဗီဒီယိုတွေအချက်အလက်တွေကိုလည်းတစ်ခါတည်းပူးတွဲပြီးတော့ရေးသားပေးပို့လို့ရပါတယ်ခင်ဗျာတခုတတိထားမှာတော့ကျွန်တော်တို့အစီအစဉ်ကိုကျွန်တော်တို့ဒီနံပါတ်တွေအဖွဲ့အစည်းတွေပုံကိုယ်တွေကိုပေါ့လေဒါစော်ကားပုတ်ခတ်ပြီးတော့ရေးသားထားတဲ့ဆွဆွဲထားတဲ့စာတွေကိုတော့ကျွန်တော်တို့အစီအစဉ်ကနေပြီးတော့ နာမည်တွေကိုဖော်ပြပြီးတော့ဖတ်ကြားတာတော့မရှိပါဘူးနောက်တစ်ခုကကျွန်တော်တို့အစီအစဉ်မှာကဒါပတ်စင်ပတ်တိုင်းလို့လို့စာရီအများပြားကိုဖတ်ရှုရတာဖြစ်တဲ့တကူစာရီကိုလည်းအချက်လက်စုံစုံလေးလေးနဲ့တကွဒါလိုရင်းတူရှင်းပေါ့လေရေးသားပြဖို့ကိုလည်းမေတ္တာရက်ခံလိုပါတယ်ခင်ဗျာနောက်တစ်ခုကတော့ကျွန်တော်တို့ရဲ့အစီအစဉ်အားဆိုရင်အာနာသိပြီးနောက်ပိုင်းမှာဒါပြဖို့သူတွေရဲ့ပုံကိုယ်ရေးဆိုင်ရာ ဒါအချက်လက်တွေကိုကာကွယ်တဲ့အနေနဲ့ပေါ့လေဒါအကောင့်နံပါတ်တွေဖုန်းနံပါတ်တွေကိုတော့ရေးသားဖော်ပြခြင်းမရှိပါဘူးကြားပြတာခြင်းမရှိပါဘူးခင်ဗျာဒါကြောင့်မလို့လုံခြုံစိတ်ချစွာနဲ့ကျွန်တော်တို့ရဲ့အစီအစဉ်ကိုဆက်သွယ်ရေးသားပေးပို့နိုင်ကြပါတယ်ခင်ဗျာစာရီရေးသားပေးပို့တော့မယ်ဆိုရင်တော့ email ကနေတဆင်းရေးသားပေးပို့တော့မယ်ဆိုရင် .dvp@gmail.com ကိုရေးသားပေးပို့နိုင်ကြပါတယ်ခင်ဗျာ Facebook ကနေရေးသားပေးပို့တော့မယ်ဆိုရင်တော့ facebook.com/ dot2dvb ကိုရေးသားပေးပို့နိုင်ကြပါတယ်။ Viber ဖုန်းနံပါတ်ကနေတစ်သိရေးသားပေးပို့တော့မယ်ဆိုရင်တော့အပေါင်း66 8111 946395ကိုရေးသားပေးပို့နိုင်ကြပါတယ်ခင်ဗျာ။ Okay ဗမာတီကြီးကျွန်တော်ဆက်ပြီးတော့ဖတ်ပြပေးမယ်။နောက်ထပ်ပေးစာတစ်စောင်းကတော့ဒီသခိုင်းတိုင်းဒေတာကြီးဝက်လက်မြို့နေတွေကပေးပို့လာတဲ့ပေးစာကိုဖတ်ပြခြင်းပါတယ်ခင်ဗျာ။ရေးသားထားတဲ့အကြောင်းအရာကတော့ DVB အဖွဲ့သားအားလုံးကျမ်းမာကြပါစေ။ကျွန်တော်ကတော့သခိုင်းတိုင်းဒေတာကြီးဝက်လက်မြို့နယ် ရွာသားကြီးတိုင်းနယ်အုပ်စုကပါလက်နက်ကင်ပြီးအနိုင်ကျင့်တာတွေကို NUG ကတောင်းဝန်ရှိလူကြီးတွေတည်အောင်ပြောပြပါလမ်းပေါ်ကအလှဖန်တွေကိုလည်းထိမ့်ပြပါအောင်ကိုကျိုးစည်းပွားရှာနေတာတွေကများများလာတော့နင့်နာရင်ပြည်သူကပဲနင့်နာရတာပါပြည်သူကာကွယ်ရေးဆိုပြည်သူကိုငဲ့ပါအောင်ပြည်သူတိုင်တန်းလို့ရမယ့်အဖွဲ့အစည်းကိုအတိအလင်းပြည်သူကိုခြားပြစေချင်ပါတယ်ပြည်သူမပါရင်မနိုင်နိုင်ပါဘူးခင်ဗျာ ုန်းနံပါတ်မဖော်ပြလိုပါကျေးဇူးတင်ပါတယ် DVB ဆိုပြီးတော့ရေးသားပေးပို့လာတဲ့စာကိုဖတ်ကြားပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါရှင်အခုတခါဖတ်ပြပေးဖို့အလဲကျလာတဲ့ပေးစာကတော့ဒီမလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလီနဲ့ပတ်သက်ပြီးတော့ရေးသားပေးပို့လာတဲ့စာပါတော်တူ TVB ရဲ့ငလင်ပေးမှာလှူနေကြတဲ့ရဟန်းရှင်လူပြည်သူတွေတည်အောင်ပြောပြပေးပါဦးဗျာ မလာ28ရက်နေ့မှာလှုပ်ခဲတဲ့ငလင်ကြောင့်မန္တလေးအမရပူရစကိုင်းနေပြည်တော်ပျော်ပွဲရမဲတင်တက်ကုန်းနဲ့အင်းလေးဒေတာတွေမှာအများဆုံးပျက်စီးပြီးတော့ရဟန်းရှင်လူပြည်သူများစွာတေကျေ၍ဒုက္ခများစွာရောက်ခဲ့ကြရပါတယ်။အဲ့ဒီလိုဒုက္ခများစွာရောက်နေပေမဲ့အလှတန်းရရော်တဲ့ဗုဒ္ဓဘာသာရဟန်းရှင်လူပြည်သူများကတရားတရားအာကံကောင်းတဲ့လှူဒန်းမှုများစွာပြုလုပ်ခဲ့ကြပါတယ်။အဲ့ဒီလိုလှူဒန်းရမှာလဲငလင်တန်တင့်လို့အစားစရာမရှိဖြစ်တယ်လို့စား နေစရာမရှိလို့မြေကြီးပေါ်ဖျားကင်းပြီးချင်းကိုက်ဖြုတ်ကိုက်ခံပြီးအိတ်ကြရတဲ့ရဟန်းတာမဏေသူတော်တိလရှင်နဲ့လူများစွာတွေအများကြီးပါ စားစရာခက်ခဲနေစရာခက်ခဲဝတ်စရာဆိုတာအခုခေတ်မှာရဟန်းတွေဝတ်ဖို့သင်ကန်းတဲ့လူတွေဝတ်ဖို့အဝတ်ဆိုတာပေါ်မှာပေါ်စားဝတ်နေရေးကျမ်းမာရေးဆိုတဲ့လေးမျိုးတော့အရေးမှာငလင်ကြောက်ထိခိုက်ဒဏ်ရာရတော့သူများကိုသာဦးစားပေးလှူနေကြတော့ရဟန်းရှင်လူသူတော်တိလရှင်များစွာ